ဘင်္ဂလားဒေ့ရှ်ရဲ့အဓိကလေဆိပ်တွင်မိလောင်မှုဖြစ်ပွားမှုကြောင့်လေယာဉ်ခီးစဉ်တွေဆိုင်းငံ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့နေ့လယ်ကင်းတုန်းကဘင်္ဂလားဒေ့ရှ်နိုင်ငံတာဂါမြို့တော်ရှိအဓိကပြည်ပဆိုင်ရာလေဆိပ်ကဲကုန်တင်ကုန်ချဂိတ်တွေမိလောင်မှုကြီးဖြစ်ပွားခဲ့တာကြောင့်လေကြောင်းခီးစဉ်များအလုံးကိုဆိုင်းငံ့ခဲ့ရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ပေမလေဆိပ်ကြီးပေါ်မှာတရားမှုမရှိတော့လဲပြည်လန့်တစ်ချောက်တွင်အနက်ရောင်မီးကိုလုံကြီးများဖုံးလွှမ်းခဲ့ပါတယ်။ ၎င်းမိကအော်တိုဘာ16ရက်နေ့နေ့လည်ကင်းတော့ကလောင်ကျွမ်းခဲ့ပြီးတော့ထိုမိကိုညှိနှက်ဖို့အတွက်၎င်းမိကိုမိသက်တက်ဖွဲ39ဘက်ကညှိနှက်ခဲ့ရပါတယ်။လေးစိတ်ရဲ့တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ၎င်းလေးစိတ်ကိုစဉ်သက်မဲ့လေးချောင်းခီးစင်များကအခြားလေးစိတ်များတို့လမ်းကြောင်းပြောင်းစဉ်သက်ခဲ့ရတယ်လို့ဆိုပါတယ်။ဆရာရှိသူ၄ဦးကိုလည်းစေယုံကြီးတို့ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရပါတယ်။ဒါကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့လေးစိတ်မိလောင်မှုအကြောင်းပဲဖြစ်ပါတယ်။ဆုံးမစားစရာကောင်းတဲ့အကြောင်းလေးတွေကိုတင်ဆက်ပေးနေမှာမို့လို့ channel လေးကို like and follow လုပ်ထားပေးပါရှင်။ ပြခဲ့တဲ့ရက်ပိုင်းတော့ကမလေးရှားမှာအသက်16နှစ်ရွယ်ကောင်မလေးကိုအသက်14နှစ်ရွယ်ကောင်လေးကဓာတ်နဲ့အချက်နေရာလောက်ထိုးမှုဖြစ်ပွားပြီးတော့ကောင်မလေးအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီကောင်လေးကိုကောင်မလေးအနေနဲ့မသိတလို့တငယ်ချင်းလည်းမဟုတ်ပါဘူး။ကောင်လေးရဲ့တငယ်ချင်းတွေကတော့ကောင်လေးအနေနဲ့ကောင်မလေးကိုတစ်ဖက်သက်သဘောကျနေတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။လူတက်မှုမဖြစ်ခင်တည်းကမှကောင်လေးကကောင်မလေးကိုဖွံ့ဖြိုးခဲ့တယ်လို့တောင်းသားတယောက်ကဆိုပါတယ်။ တည်င်းနေမှာဖော်ပြချက်တွေရာအသက်ခံရတဲ့နေမှာကောင်းလေးကကောင်းမလေးကိုအိမ်နာနားမှာစောက်ဖန်းတဲ့ပုံစံမျိုးလို့ပြောပါတယ်။ကောင်းလေးမှာဓာတ်တွေအများကြီးပါတယ်လို့တွေ့ခဲ့တဲ့ចောင်းသားလေးတယောက်ကလည်းစုံစမ်းစစ်ဆေးရမှာပြောကြားထားပါတယ်။အဲ့ဒီနေ့ကကောင်းလေးကကောင်းမလေးကိုအိမ်နာထဲမှာပဲဒါနဲ့ထိုးမှုဖြစ်ပွားခဲ့ပါတယ်။ဘိနာအလူတွေကအတန်နေကြလို့ဆီယာမကိုတော့ပြောရမှာဆီယာမကအမြန်လာပြီးတကားကိုဖွင့်လိုက်တဲ့ချိန်မှာကောင်းလေးကအိန္ဒာတဲကနေထွက်ပြေးသွားခဲ့ပါတယ် နောက်ပြီးတော့အဲ့ဒီကောင်လေးကတခြားသောအတန်းပေါ်တွေကိုလက်ထားနဲ့လိုက်တို့တာတွေအတန်းနဲ့ဝင်ပြေးတာတွေလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။တခြားသောចောင်းသူចောင်းသားတွေကလည်းကောင်လေးရဲ့ဒီကိုလုံးမှာသွေးတွေနဲ့ဖြစ်နေတာကိုတွေ့ပြီးတော့ចောက်လန့်နေခဲ့ကြပါတယ်။ကောင်မလေးအမေရဲ့ဖွင့်ဟပြောဆိုခြင်းရာကောင်မလေးကလက်ဘင်းကနေစပြီးတော့ခြေထောက်ထိကိုဓာတ်နဲ့ထိုးခံခဲ့ရတယ်လို့ဆိုပါတယ်။နောက်ပြီးတည်ဆုံသွားတဲ့ကောင်မလေးကမိသားစုကိုတစ်ခါမှစိတ်ပူအောင်မလုပ်ခဲ့ဘဲနဲ့အရန်တော်ပြီးတော့ကိုအားကိုကိုတက်တဲ့ကလေးမလေးတယောက်ဖြစ်တယ်လို့လည်းအမေဖြစ်သူရဲ့ပြောကြားချက်အရသိရပါတယ်။ လက်ရှိမှာတော့ကောင်မလေးတို့ဘက်ကအမှုဖွင့်လာပြီးတော့ကောင်လေးကိုလည်းဘာကြောင့်ဒီလိုလုပ်ခဲ့ရလဲဆိုတာကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။